ဖောအများလုံးမင်္ဂလာပါ clock corner အနေပြန်လဲကြိုဆိုလိုက်ပါကျွန်တော်ဒီကြားရထဲမှာတော့ champion link ပွဲတွေကတော့ကျွန်တော်တို့အဲညတော့ကျွန်တော်တို့တဝက်ကိုရှင်ပြန်ပြီးတော့ဒီညမှာတော့ကျွန်တော်ကြံတဲ့တဝက်ကိုတော့ရှင်ပြန်သွားမှာဖြစ်ပါတယ်ဒီထဲမှာမှကျွန်တော်တို့အဲ arsenal ကတော့ကျွန်တော်တို့ဒီညပွဲမှာဆိုရင်တော့ကျွန်တော်တို့ away ဘက်မှာတွားရောက်ရှင်ပြန်မဲ့ပွဲလေးရှိပါတယ် away ဘက်မှာသူတို့အနေနဲ့ club blue gray ကိုသူတို့အနေနဲ့တွားရောက်ရှင်ပြန်မဲ့ပွဲမှာတော့ arsenal အတွက်ကတော့ပြန်လဲနိုင်ပွဲတွေ ရရှိမဲ့အနေထားရောက်နေတယ်လို့ပြောလို့ရတယ်။သူစေကျွန်တော်တို့အဲဒီနှစ်သိမ်းမှာဆိုလို့ဆိုရင်တော့ကျွန်တော်တို့အဆင့်1နဲ့ကျွန်တော်အဆင့်20နဲ့မှ4ဆိုပြီးတော့ကျွန်တော်စုံတွဲနေတဲ့အချိန်မှာတော့အာဆင်နယ်တို့ကကျွန်တော်အဝေးဝန်းအဲပွဲဖြစ်တည်တိုင်အောင်သူတို့အနေနဲ့နိုင်ရလက်ကိုပြန်လဲပုံဖော်ပြီးတော့အစိမ့်ကျွန်တော်ရက်တီချက်မှာလဲအစင့်တဲ့နေရာမှာပဲဆက်လက်ရက်တီနေမဲ့အနေထားရှိတဲ့တော့ကြောင့်အာဆင်နယ်တို့ကကျွန်တော်ဝေးခွန်းမှာတွားရောက်ရှင်မြန်မဲ့ပွဲရတော့ကျွန်တော်ဂိုးတွေဘယ်လောက်ထိတွင်းပြီးတော့နိုင်ပွဲတွေ ပြန်လဲပုံဖော်ပြီးတော့အဆင့်တက်နေရမှာရက်တည်နေမယ်ဆိုတော့ပဲကျွန်တော်တစ်ချက်တော့စောင့်ကြည့်ရမယ်။ Okay အဲဆိုရင်ကျွန်တော်ဗီဒီယိုလေးမစခင်ကျွန်တော် YouTube channel လေးကိုညီကိုလေးနေနဲ့ like subscribe လုပ်ကတည်းရင် like subscribe လုပ်ပြီးအပေးသွားလို့ရပါတယ်။ Okay အဲဆိုရင်ကျွန်တော်ဗီဒီယိုလေးကိုစလိုက်ကြအောင်ဒီလိုနဲ့ကျွန်တော်တို့ဒီနှစ်ပြင်ရတော့ကျွန်တော်တို့ channel လေးပွဲစဉ်6မှာတော့ကျွန်တော်စုံတွေ့နေပြီးတော့ည9နာရီခွဲမှာရှင်ပြန်ကစားသွားမှာဖြစ်ပါတယ်ဒီနှစ်ပြင်ရစုံတွေ့မှုမှာဆိုရင်တော့တော်လေးမှာကျွန်တော်ကြည့်လို့ကောင်းမယ် အစနဲ့နင်းနေလေကျွန်တော်နောက်ဆုံးရှင်မဲလာတဲ့ကျွန်တော်ပြီးမြလေးပွဲစဉ်မှာတော့တို့အနေနဲ့ရှုံးဝဲတွဲရထားတော့တစ်ဖက်ကကျွန်တော် club brewery နင်းနေလေအဝေးကမှတွားရောက်ရှင်မဲနဲ့တို့အဲပွဲရလဲတို့အနေနဲ့လဲရှုံးနေထားတဲ့အတွက်ကြောင့်ဒီနေ့တည်းကကျွန်တော်တို့ရှုံးနေမှုကတော့ကျွန်တော် champion league ပွဲစဉ်6မှာလာရောက်ဆုံးတွေ့တဲ့အတွက်ကြောင့်တော်တော်လေးမှကြည့်လို့ကောင်းမယ်အင်ရှင်ပြည့်တဲ့ club brewery အနေနဲ့ဘာဒီဘလိုလုတ်ပြနိုင်အောင်လို့ဆိုတော့တစ်ချက်တော့စောင့်ကြည့်ပြီးတော့ arsenal ကတော့ကျွန်တော်တို့အဝေးကမှတွားရောက် swan ဆောင်မဲ့ပွဲမှာတော့တို့အနေနဲ့နိုင်ပွဲကိုပြန်လဲပုံဖော်ဖို့ လူအရှင်းအင်အားမှာတော်တော်လေးတောင့်တင်းတဲ့အနေထားမှာတော့သူတို့နိုင်ဘွယ်ပြောင်းလဲပုံဖော်သွားမယ်လို့အမြင်တယ်ဒီကနေ့ကျွန်တော်တို့နောက်ဆုံးရှင်ပြိုင်ထားတဲ့ငါးဘွယ်ပြောင်းလဲကြည့်လိုက်မယ်ဆိုလို့ရှင်တော့အရှင်းပြတဲ့ club group ကြီးကတော့ကျွန်တော်ပြိုင်ပွဲဆုံးငါးဘွယ်မှာသူတို့အနေနဲ့နှစ်ပွဲနိုင်ထားတယ်သုံးပွဲရှုံးနေတာသူတို့အနေနဲ့အိမ်ငွေးဆန်းဆောင်ရင်လည်းတိတ်ပြီးတော့အဲကောင်းတဲ့အထက်မှာမပါတဲ့အတွက်ကြောင့်အာဆင်နယ်တက်ကတော့တော်တော်လေးမှလွယ်ကူနေတဲ့ပွဲတော်ပဲဖြစ်ဦးမယ်လို့တော့ကျွန်တော်တို့အမြင်တယ်အာဆင်နယ်ကတော့ကျွန်တော်နောက်ဆုံးရှင်ပြိုင်ထားတဲ့ငါးဘွယ်မှာဆိုရင်သူတို့အနေနဲ့ ၃ငွေနိုင်တပွဲတည်တပွဲရှုံနိုင်ဒီဟောတည်ကြတဲ့ပွဲကတော့ကျွန်တော်ချက်စီရဲ့အိမ်ကတော့ရှင်မယ်တဲ့ပွဲမှာတို့တို့နေတည်ကြထားပြီးတော့နောက်ဆုံးကျွန်တော်ပြင်းပြလေးပွဲစဉ်15မှာတော့တို့နေနဲ့ Aston Villa ပွဲ Aston Villa နဲ့ပွဲမှာတော့ထိမက်မထားပဲနဲ့နောက်ကျသွင်းဖို့တွေနဲ့ရှုံနေထားတာဖြစ်တဲ့အတွက်ကြောင့် Arsenal နေနဲ့ကျွန်တော်တို့ Champions League ပွဲစဉ်မှာအဲ ငါးဘွဲ့ပြီးသွားတဲ့အချိန်မှာတို့အနေနဲ့ရှုံးမွေးမရှိစံချိန်ကိုထပ်မံချူဖြတ်ဖို့ဆိုရင်တော့ဒီနေ့ပွဲကိုတော့တို့အနေနဲ့ထပ်ပြီးတော့အနိုင်ပိုင်းဖို့လိုအပ်တယ်လို့မြင်တယ်။တကယ်လို့ကဒီနေ့ပွဲမှာနိုင်သွားမယ်ဆိုရင်တော့ Arsenal တက်ကလည်းလုံးဝလွတ်လွတ်ကျွတ်ကျွတ်ကြီးကျွန်တော်တို့နောက်တစ်ဆင့်ကိုတက်လန်းသွားပြီလို့တော့ပြောလို့ရတယ်။အခုအချိန်မှာတော့တို့အနေနဲ့ပြောလို့ရပြီဗျာ။စင်တက်ကနေပြီးတော့ကျွန်တော်တို့25မှရထားတယ်အတွက်ကြောင့်ကျွန်တော်တို့နောက်တစ်ဆင့်တော့ AC တက်သွားပြီကျွန်တော်အဆင့်တင်းနဲ့ကျွန်တော်အဆင့်နှစ်အဲ့လိုမျိုးတက်မဲ့ပုံစံလေးမျိုးကိုကြွားရတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာဒါ Arsenal အနေနဲ့ကျွန်တော်တို့ နိုင်ပွဲကိုဒါပြန်လဲပုံဖော်နိုင်မယ်ဆိုတော့တေချာသွားပြီကျွန်တော်တို့အဆင့်တက်ကနေပြီးတော့အာဆင်နယ်တင်းနေလဲအေးအေးဆစ်ဆစ်နောက်တစ်ဆင့်ကိုတက်လှမ်းသွားနိုင်မယ်အခြေအနေမျိုးတွေမြင်တွေ့နေရတယ်ဒီနေ့တင်းမှာလည်းကျွန်တော်တို့ပြန်လဲကြည့်လိုက်မယ်ဆိုရင်လည်းတေပဲရက်တီချက်မှာလည်းတော်တော်လေးမှကွာဟားနေတဲ့ပုံစံမျိုးလေးရှိတယ်အဆင့်တက်နဲ့ကျွန်တော်အဆင့်နဲ့24အာဆင်နယ်ကတော့ကျွန်တော်တို့နောက်ဆုံးအဆင့်1နဲ့အဆင့်29ပြောတာအာဆင်နယ်ကတော့ကျွန်တော်တို့ချန်ပီယံလိပွဲစဉ်ကျွန်တော်9ပွဲပြီးသွားတဲ့အချိန်မှာတော့ ပွဲမှာရှုံးနေထားခြင်းမရှိဘဲနဲ့တစ်ဖက်က club pro grade အနေနဲ့ကတော့ကျွန်တော်တို့၅ဘွဲ့ရှင်မြန်ပြီးတဲ့အချိန်မှာတပွဲနိုင်တပွဲပြီး၃ဘွဲ့ထိတော့မှ ရှုံးနေထားတယ်သူတို့ရဲ့နောက်တန်းလည်းတော်တော်လေးမှအချင်းနေဆိုးတဲ့ပုံစံမျိုးလေးတွေ့ရတယ်။ရှစ်ကိုတွင်းထားပြီးတော့သူတို့ရဲ့တိုက်စစ်ဆိုင်ရတော့နောက်တန်းတော့73ကိုထိပြန်လဲပေးဆောင်ထားရတယ်။ကျွန်တော်တို့အဲမိုင်းနက်တွေပါထွက်နေတဲ့အကြောင်းအာဆင်နယ်တို့သူတို့အနေနဲ့ရှင်ပြိုင်ဖို့ဆိုတာ တော်တော်လေးမှခက်ခဲဦးမယ်လို့မြင်တယ်။အာဆင်နယ်အနေနဲ့ကျွန်တော်တို့ပုံစံကောင်းနေပြတ်တနေတဲ့ဂျားရီယာနိုင်ငံတွေပဲနဲ့နောက်ပြင်းပြလိမ့်မယ်ထင်မထားပဲနဲ့ရှုံးမတဲ့ဘက်ကြုံတွေ့သွားတာလည်းတော်တော်လေးမှဆိုးရင်စရာ ဖြစ်သွားတယ်လို့မြင်တယ်။ဘာတကြောင့်လဲဆိုရင်ကျွန်တော်တို့ပြည်များလိမ့်မယ်ဆိုရင်လည်းတော်တော်လေးမှကျွန်တော်ထင်မှတ်မထားတဲ့ရလဒ်တွေဖြစ်ပေါ်ပြီးတော့အဆင်ရက်တီရက်တီကလည်းတော်တော်လေးမှကျွန်တော်ကတ်နေတဲ့အတွက်ကြောင့်အာဆင်နယ်နဲ့ကျွန်တော်ချန်ပီယံလိဘက်ကိုပြန်လဲအဲအာဆိုက်ကမဲ့ပွဲတွေရှိလာတဲ့အတွက်ကြောင့်အာဆင်နယ်နဲ့ဒီနေ့ကျွန်တော်အဝေးခွင်မှာလာရရှင်မြန်တဲ့ပွဲမှာတော့ကျွန်တော်မြင်ရဆိုရင်နိုင်ပွဲတပွဲကိုသူတို့အနေနဲ့အေးအေးဆေးဆေးပုံဖော်ပြီးတော့ကျွန်တော်ဂိုးပြတ်မပြတ်ပဲတစ်ချက်တော့ပြန်လဲစောင့်ကြည့်ရမယ်လို့မြင်တယ်ဒီနေ့သင်းမှာတော့ကျွန်တော်ပြန်လဲကြည့်လိုက်မယ်ဆိုရင်တော့အဲလီဗာပူးရဲ့ကျွန်တော်တို့အဲ အဂေါတမဟောင်းမဲဒီနေ့ပွဲမှာတော့ကျွန်တော်တို့အဲကလပ်ဘရူဂေးနေရာနေတော့ပြန်လဲပွဲထွက်လာမယ်လို့မြင်တယ်တစ်ဖက်ကကျွန်တော်တို့အာဆင်နယ်အာဆင်နယ်ကတော့ဒီနေ့ပွဲမှာသူတို့အနေနဲ့လူဆုံးထုတ်ပြီးတော့သူတို့အနေနဲ့ပြန်လဲအဲကန်လာမယ်လို့အနေနဲ့ဘာဖြစ်တော့ကြောင့်လဲကျွန်တော်တို့ရှေ့ကျွန်တော်ပြင်းပြလေးပွဲစဉ်မှာလဲသူတို့အနေနဲ့ပွဲချောင်နေတဲ့အတွက်ကြောင့်ဒီနေ့ပွဲကိုတော့သူတို့အနေနဲ့အဝေးအဝန်းမှာတွားရှင်မြိုင်တဲ့ပွဲမှာတော့လူဆုံးထုတ်ပြီးတော့အနိုင်၃မှတ်ကိုဥတီဆော့ကစားတော့မယ်လို့မြင်တယ်ကျွန်တော်တို့ဂိုးသမားနေရာမှာတော့သူတို့ရဲ့အဓိက ကိုသမားဒင်းပရိုင်ယာပဲပြန်လဲပွတ်ထလာမယ်နောက်တန်းလေးရနာမှာဆိုတော့တော့ကာရာဖီယိုရီရရှိမယ်ပြီးလိုက်လူးစ်ကယ်ရီတို့လိုမျိုးကစားသမားကောင်းတွေလူငယ်ကစားသမားကောင်းတွေရှိတဲ့အတွက်ကြောင့်သူတို့မှာတော့တိတ်ပြီးတော့စိုးရင်တရားမရှိဘူးနောက်တန်းမှာဆိုရင်တော့သူတို့ရဲ့အဓိကကစားသမားပြည်ဟင်ကာပြီးတော့ပြီးလို့ဆိုရင်ဆလီဘာတို့ဘာတို့လဲဒင်းဟာတွေကနေတော့ပြန်လဲတက်တာလာတဲ့ပုံစံမျိုးမှာပြန်လဲပေါဝင်လာနိုင်မှာပထမတစ်ဖက်ကကျွန်တော်ဂါဘီယာကဒီနေ့ပုံမှန်ကျွန်တော်မြင်ရဆိုရင်ပြန်လဲပေါဝင်လာနိုင်ခြင်းမရှိသေးဘူးလို့တော့ထင်တယ်ဘာလို့ကြောင့်လဲဒင်းဟာလည်းရထားတဲ့အတွက်ကြောင့် အဲနင်းပြအနေနဲ့တော့လော30အဲ graphic တို့တုံးသွားမယ်လို့မြင်မထင်ပါတဲ့အကြောင်းကျွန်တော်ရှစ်လာမဲ့ပွဲတွေမှာလေပွဲချက်တွေပွဲတွေကအများကြီးဆက်ကစားရမယ်တော့ကြောင့်ကစားသမားတွေဒဏ်ရာနေတော့ပြန်လဲတက်တာကစားကစားသမားတွေကိုတော့နိပြကျွန်တော်တို့အာရီတာအနေနဲ့တော့တုံးသွားမယ်လို့မမမြင်ဘူးတစ်ဖက်မှာတော့ကျွန်တော်တို့အဲတင်မာတို့ပါလို့ပဲထပ်များပွဲထွက်လာမယ်လို့မြင်တယ်။ကွင်းလည်းမယ်ကွင်းလည်းမှာဆိုရင်တော့သူတို့အဓိက အဲကွင်းလည်းကစားစားဖြစ်တဲ့အဲဒီဂရန်ရိုက်တို့ဘာတို့ကလည်းကျွန်တော်ထိုင်ရနိုင်ငံရနေတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့အဲပြန်လည်ပါဝင်လာနိုင်ခြင်းမရှိဘူးလို့တော့ကျွန်တော်ထင်တယ်ဒါမှလည်းကျွန်တော်ဒုတိယပိုင်းကျွန်တော်လူသားပြောင်းလဲတွေလုပ်ပြီးတော့ဒေယာကနေတော့နည်းနည်းပပပြန်လည်တက်တာမယ်ဆိုရင်တော့အဲနိဗျအနိဗျအနေနဲ့တုံကောင်းတုံးသွားနိုင်တယ်အဲ့မှာမဟုတ်ပဲဆိုရင်တော့တို့ရဲ့အဓိကကစားသမားဖြစ်တဲ့အဲမေယူနီယံနဲ့ကတော့ကွင်းလည်းမှာပဲပြန်လည်ဆော့ကစားမယ်အခြေအနေမျိုးရှိတယ်မေနီယိုရှိမယ်ပြီးလို့ဆိုရင်ဇူဘီလန်နေတယ်ပြီးရင်တော့ကျွန်တော် ိုဒီကအဲ့လိုမျိုးမပွဲနဲ့ကျွန်တော်ဒီလိုနဲ့ပြန်လဲတွက်ဖက်လာမယ်ဆိုမယ်အဲတွက်ဖက်လာမယ်ဆိုရင်လည်းတော်တော်လေးဥမာကျွန်တော်အစင်ပြနေတဲ့အာဆင်နယ်ကကွင်းလည်လို့တော့မြင်တယ်ဘာဆင်နယ်ဘာအတွက်ကြောင့်လဲဆိုတော့အာဆင်နယ်ကကွင်းလည်ကလည်းတော်တော်လေးမှကျွန်တော်လော်ဝါနောကျွန်တော်ဂိုးဖန်ဒီမှုရောကျွန်တော်ပြင်းလဲတိုက်ဆက်လိုက်ပတ်မှုတွေကလည်းတော်တော်လေးဥမာကျွန်တော်အမြင်ရဆိုကောင်းမွန်တဲ့ပုံစံမျိုးလေးတွေရှိနေတယ်ပြီးတော့ဆိုရင်ကျွန်တော်တို့သူတို့ရဲ့အဓိကကွင်းလည်ကစားသမားဖြစ်တဲ့မေဒိုနေနဲ့လည်းကျွန်တော်ကွင်းလည်ရောတိုက်ဆက်ကော မှာကျွန်တော်တို့ဆွဲဆောင်ရကစားသမားလိုမျိုးဖြစ်တဲ့အတွက်ကြောင့်တော်တော်လေးမှာကျွန်တော် main ကိုတရားကိုတို့အနေနဲ့ရထားတာတော်တော်လေးမှာအကောင်းဆုံးကျွန်တော်တို့အခွင့်အရေးတွေလို့တော့ကျွန်တော်အမြင်နဲ့ပြီးလို့ဆိုရင်တော့တိုက်ဆက်တိုက်ဆက်မှာတော့တို့ဒီနေ့ပွဲမှာတော့တို့ရဲ့အဓိကတိုက်ဆက်ကစားသမားတွေဟိုပြန်လဲပွတ်ထုတ်လာမယ်လို့မြင်နေတယ်။အမှားတော့စာကာအလမုံဖို့လို့ဆိုရင်တော့ကျွန်တော်တို့အဲစာကာမဟုတ်ရင် main တို့ပါတော့ sorry စာကာတို့ပြီးလို့ဆိုရင်မဒူဂီတို့ပါလို့ရှိမယ်။ ပြီးတော့ကျွန်တော်အဓိကသူတို့ရဲ့အဲတက်စစ်ကစားသမားကတော့ကျွန်တော်ပီတာယော့ဂရက်ပဲပြန်လဲပွက်ထလာမယ်လို့မြင်ရတဖက်မှာတော့ကျွန်တော်မာတင်နလီတို့ပဲထပ်ပြီးတော့ပွက်ထလာမယ်လို့မြင်တယ်အဲ့လိုမျိုးမူကနဲ့ကျွန်တော်ထွက်စော့နေတယ်လေကျွန်တော်ရှင့်ကျွန်တော်ပြင်းပြလေးပွဲစီမှာသူနေနဲ့ဒိုင်ယာနေတော့ပြန်လဲတက်တာလာပြီးတော့ကျွန်တော်ဒုတိယပိုင်းမှာဝင်လာပြီးတော့သွင်းကိုးတွေပါတယ်ပြန်လဲသွင်းယူထနိုင်တဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့်ထွက်စော့နေတဲ့ဟိုတော့ဒီနေ့ပွဲမှာကျွန်တော်မြင်ရဆိုရင်တော့ ီးပြန်အနေနဲ့စောစောစီစီတုံးသွားမှာအလုံးမဟုတ်ဘူးနဲ့ဒုတိယပိုင်းမှာကျွန်တော်တို့လူသားကစားသမားတွေကိုပြန်လဲအပြောင်းလဲလုပ်ပြီးတော့တုံးသွားမယ်ဆိုလို့ရှိရင်လည်းအာဆင်နယ်အတွက်ကတော်တော်လေးမှအဆင်ပြေတယ်လို့မြင်တယ်ထို့သောအနေနဲ့လည်းဂိုးလက်တော်တော်လေးမှကောင်းတဲ့ကစားသမားဖြစ်တယ်လို့တော့ကျွန်တော်မြင်တယ်အာဆင်နယ်မှာဆိုရင်ဒါပေမဲ့ပြီးရင်တော့ကျွန်တော်ပြီးရင်တော့မိန်နိုတို့လို့တော့မြင်တယ်ဆာကာကတော့ကျွန်တော်အမြင်အရဆိုလို့ရှိရင်အာဆင်နယ်မှာအဲ့လောက်ဒီ ိုးလာတိတ်အဲကောင်းလေကောင်းတာမရှိဘူးလို့အမြင်နဲ့ဘာလို့တွက်ကြောင့်လဲဆက်ဆော့ဝင်လာတော့ဆိုလို့ရှိရင်တော့သူ့အနေနဲ့တခုခုလုတ်ပြနိုင်စွမ်းရှိတဲ့အတွက်ကြောင့်ပြီးလို့ဆိုရင် Martinelli တို့လည်းတော်တော်လေးမှကျွန်တော်အမြင်အရဆိုဒုတိယပိုင်းဝင်ပြီးမှဆိုရင်တော်တော်လေးမှအာပို့ပြီးတော့ကောင်းမွန်တဲ့ခြေစွမ်းတွေကိုပြတ်တာထားနိုင်တယ်လို့ကျွန်တော်အမြင်ကျွန်တော်တဦးတစ်ယောက်ထဲကတော့မြင်တယ်ဗျာဒီကိုနေနေတော့ဘယ်လိုမြင်လဲမသိဘူးအဲဒီမှာတော့ကျွန်တော်အမြင်အရဆိုရင်တော့တိုက်စစ်ကိုတော့ကျွန်တော်အမြင်အရဆိုရင်တော့ အဲမတင်နလီပြီးလို့ရှိရင်ဘတာယောဂရိုင်းပြီးရင်တော့ကျွန်တော်စာကာအလုံးမမမထရက်ဆော့ဒိုစာကာတို့နဲ့အစုပ်ဘက်နဲ့တွဲမယ်ဆိုလဲအာဆင်နယ်ရဲ့တိုက်စက်ကလုံးဝကိုပြော့သွားမယ့်အခြေအနေမျိုးမှာဖြစ်ပြီးတစ်ဖက်ကကျွန်တော်ကလပ်ဘရူဂေးရဲ့နောက်တန်းလဲတော်တော်လေးမှကျွန်တော်ယူပေါက်တွေရှိလို့ကျွန်တော်သူတို့ရဲ့ကစားသမားတွေကလည်းအဆင်သင့်ပြီးတော့မပြေနေတဲ့အချိန်မှာတော့အာဆင်နယ်ကျောက်ကတော့ဒီတစ်ခါရှင်မယ်မဲ့ချန်ပီယံလိပွဲစဉ်ကတော့သူတို့တက်ကတော့ထပ်ပြီးတော့ကျွန်တော်လွယ်ကူအောင်မဲ့ပွဲတွေပဲလို့တော့မြင်တယ်ညီကိုဒီနေရောတညချင်းမြန်ညာမဲ့ကလပ်ဘရူဂေးနဲ့ ာဆင်နယ်တို့ရဲ့ကျွန်တော်ချန်ပီယံလိပွဲစဉ်6မှာအာဆင်နယ်အနေနဲ့နိုင်ပွဲတွေကိုအဝေးကမှာတွားရောက်ပြီးတော့ရှင်ပြိုင်တဲ့ပွဲမှာနိုင်ပွဲဆက်မလားကျွန်တော်တို့အဆင့်တက်မှာပဲထပ်ပြီးတော့မှတ်တယ်ဖြောက်အောင်လဲဆိုတာမင်းရဆွေးနွေးမှတ်ချက်ပေးသွားလို့ရပါတယ်။အဲဒီချစ်ချစ်ဝေးတဲ့ညီကိုတယောက်ချင်းတိုင်းကိုကျေးဇူးများတင်ပါတယ်။ကျွန်တော်ရဲ့နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြတာပါဗျာ။